ျွန်တော်ရဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါ ASM Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ခြေကန်လက်ထွန်နဲ့ထဲကဒီဒိုင်အုပ်အကြောင်းလေးကိုအနေငယ်ပြောပြပေးမှာဖြစ်ပါတယ်ဒိုင်အုပ်ကတော့ကျွန်တော်တို့ဒီ electronic ပစ္စည်းတွေမှာမရှိမဖြစ်ပေါ့နော်မပါတဲ့ electronic ပစ္စည်းရလို့မရှိပါဘူးနော်ဒိုင်အုပ်အဲ့ဒါကြောင့်မို့ကျွန်တော်အခြေခံအကြောင်းအရာလေးတွေနည်းနည်းပြောပြပေးမှာဖြစ်ပါတယ်ဗျာ ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒိုင်အုပ်ကိုဘာကြောင့်ဒိုင်အုပ်လို့ခေါ်တာလဲပေါ့နော်။အဲကျတော့ဒိုင်ရဲ့အဓိပ္ပာယ်က2ပါနော်။ပုပ်ဆိုတာကတော့ electrons ကိုအတူကောက်ပါ။အဲကျတော့ဒိုင်အုပ်ဒီ electron နှစ်ခုပေါ့နော်။ဟိုဘက်ဒီဘက်ငုံနှစ်ငုံပါတာပေါ့နော်။အဲဒါကြောင့်မို့ကျွန်တော်တို့ဒိုင်အုပ်လို့ခေါ်တာပါ။ဒီမှာအသင်္ကေတလေးမှာဆိုရင်လေကျွန်တော်တို့ဒီမှာဒီ triangle ပေါ့နော်။တတိကံလေးရှိတဲ့ဘက်က end note အပေါင်းဖြစ်ပါတယ်။နောက်တစ်ခါ vertical line လေးပေါ့နော်။ down line မြင်းလေးရှိတဲ့ဘက်ကကက်တုတ်အနှုတ်ဖြစ်ပါတယ်။ နောက်ပစ္စည်းတွေမှာကျတော့ကျွန်တော်တို့အဲ့ဒီဒီအဖြူရက်လေးနဲ့ပြထားတာပေါ့နော်အဖြူရက်လေးကကျွန်တော်တို့ခုနကဒေါင်းလိုက်မြင်းပေါ့နော်ဗာတီကယ်လိုင်းလေးကိုကိုးစားပြူတာဖြစ်ပါတယ်အဖြူရက်လေးပါတဲ့ဘက်ကကက်တုတ်နှုတ်ဖြစ်ပါတယ်အဖြူရက်မပါတဲ့ဘက်ကတော့ကျွန်တော်တို့ဒါအဲ့နှုတ်အပေါင်းဖြစ်ပါတယ်ဗျာနော်ဒါဒါကကျွန်တော်တို့ဒိုင်းအုပ်ရဲ့အပေါ်ဟာက သင်္ကေတပေါ့နော်အောက်ကဟာလေးကတော့တကယ်ပစ္စည်းပုံစံပေါ့နော်နောက်တစ်ခါဒိုင်းအုပ်ကဘာလုပ်ပေးတာလဲဆိုတော့ player C ကိုတချို့ကျွန်တော်တို့ဒီတချောင်းသွားပေါ့နော်တစ်ဖက်သေးဟူတာဥတီပြီးတော့စီးစီတာဖြစ်ပါတယ်ဂျောင်းမြန်သူက player C ချောင်းကိုကန့်တတ်ထားတာပေါ့နော်အားကြောင့်မို့တချောင်း player C ပေါ့နော် unidirectional garden ကိုသာခွင့်ပြုတာပါနော်သူကဂျောင်းမြန်ပြန်ပြီးတော့မစီးဘူးပေါ့နော်ပြီးတော့သူရဲ့တိဆောက်ပုံကဒီအဲ့နောက်ဘက်ကကျွန်တော်တို့ P type ပေါ့နော် P type semiconductor တွေ ရှိပြီးတော့ဒီကက်တုပ်ဘက်က anti semiconductor နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ pn p type နဲ့ anti ခြားထဲမှာကျွန်တော်တို့ pn junction ဆိုတဲ့เนาะ junction အစုံလေးအဆက်ကလေးတခုဖြစ်ပေါ်လာအောင်ကျွန်တော်တို့ဖန်တီးပြီးတော့ပြုလုပ်ထားတာဖြစ်ပါတယ်အဲဒီ p type ဘက်မှာကျွန်တော်တို့ positive hole တွေပေါ့เนาะနောက်ဒီ n type ဘက်က free electron เนาะအဲ့ဒီ hole တွေနဲ့ free electron တွေနဲ့ပူးပေါင်းပြီးတော့ဒီ pn junction အလယ်မှာကျွန်တော်တို့ဒီ depletion region ဆိုပြီးတော့ပေါ့နော် depletion region ဆိုပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီ depletion region ကကျွန်တော်တို့ဒီဒိုင်အုတ်ကိုဘိုးအားမပေးသေးဘူးဆိုရင်သူ့ရဲ့ depletion region ကကျဲနေတာပေါ့နော်။ကျဲနေတဲ့အတွက်သူ့ဒီသူ့ကိုဒီလွန်မြောက်တဲ့ဘိုးအားပေါ့နော်။သူ့ကိုကြော်အောင်ပေးရတဲ့ဘိုးအားပေါ့နော်။ barrier potential ပေါ့တနည်းအားဖြင့်အဲ့ region ကြီးကိုကျွန်တော်တို့ထိုးပေါက်ပြီးတော့လျှက်စီးစီးနိုင်ဖို့ဆိုရင်ဒီမှာเนาะ barrier potential ဆိုတဲ့ဟာတန်ဖိုး သူကဆီလီကွန်မျိုးစားတိုင်အုပ်ဆိုရင်ဒီဘယ်ရီယာပိုတန်ရှယ်က0.7ဗို့ဖြစ်ပါတယ်။ဂျာမနီယာဆိုရင်တော့ကျွန်တော်တို့0.3ဗို့ဖြစ်ပါတယ်။အဲ့ဒီဗို့လွန်မြောက်အောင်ပေးမှเนาะဒီဘယ်ရီယာပိုတန်ရှယ်ကိုကျော်ပြီးတော့ကျွန်တော်တို့လျှက်စီချောင်းကသူတွေကနေဖြတ်ပြီးတော့စီးနိုင်တာဖြစ်ပါတယ်เนาะ။ဒီ0ဒီဆီလီကွန်ဆိုရင်ဥပမာ0.7ဗို့အောက်ယော့သေးယော့နေသေးရင်သူကဒီဘက်ထရီနဲ့ပူအားပေးတော့လည်းပဲလျှက်စီချောင်းမစီးနိုင်သေးဘူးပေါ့เนาะ။ အဲကြောင့်မို့0.7ဖို့ဆီလီကွန်မျိုးစားဆိုရင်0.7ဖို့ကြော်မှသာလျင်လျှက်စီကြောင်စီးတယ်။ဂျာမနီယံဆိုရင်0.3ဖို့ကြော်မှသာလျင်လျှက်စီကြောင်စီးတာဖြစ်ပါတယ်။နောက်ဒီအသုံးပြုနိုင်တဲ့ကားတဲ့နေကလည်းဒိုင်အုပ်တစ်လုံးနဲ့တစ်လုံးမတူပါဘူး။ဒီမှာတော့ကျွန်တော်အသုံးများတဲ့ဒိုင်အုပ်လေးတွေကိုပဲဖော်ပြပေးလိုက်ပါတယ်။ YN4007 ဒိုင်အုပ်ဆိုရင်ကျွန်တော်တို့1 MBR အထိအသုံးပြုလို့ရပါတယ်။နောက်တစ်ခါ 1N5408 ဆိုရင် 3MBR အထိ သုံးလို့ရပါတယ်။နောက် 10A10 တိုင်အုပ်ဆိုရင်ဒါဆိုလာပြားတွေမှာအသုံးပြုတယ်။သူဆိုရင် 10A အဖြစ်အထိအသုံးပြုလို့ရပါတယ်။ကဲကျန်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်နောက်ရက်မှာဆက်ပြီးတော့မျှဝေပေးသွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။